thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗိုလ်မှူးကိုကားမှန်ချခိုင်းပြီလို့ပြူစော်တီကောင်းဆောင်ဖန်ဆင်းခံရပြီးရဲ့နောက်ဖြူဖွဲမှာ16နှစ်နှုတ်ထွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမြို့နယ်မှာဗိုလ်မှူးတအုံမောင်းလာတဲ့ကားကိုမှန်ချခိုင်းတဲ့ပြူစော်တီကောင်းဆောင်ဖန်ဆင်းခံရပြီးရဲ့နောက်ဖြူစော်တီဘွဲ့ဝင်16နှစ်နှုတ်ထွက်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီကပြူစော်တီကောင်းဆောင်စော်ယူထွန်းကိုပြီးခဲ့တဲ့မေလ15ရက်ကမိထီလာမြို့အဝင်းတိုးဂိတ်မှာဖန်ဆင်းခေါ်ဆောင်သွားပြီးအမှုဖွင့်ထားကြောင်းသိရပါတယ်။ဖန်ဆင်းခံရတဲ့ပြူစော် ော်ဒီကောင်ဆောင်ကိုစစ်ကောင်စီကပုံမှန်905ကကြီးနဲ့အမှုဖွင့်ထားပြီးလူမှုကွန်ရက်စာမျက်နှာမှာစစ်မှုတန်းကြီးကောက်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝေဖန်ရှင်းတာကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်လို့သတင်းလွှင့်ထားပါတယ်။ဒါပေမဲ့ပြည်သူစစ်ပြူစောတိဖွဲ့များနဲ့နှိဆက်သူတွေကစော်ယူထွန်းကမိထီလာတိုးကိမ်မှာလုံခြုံရေးယူနေစဉ်မလိုင်မြို့နယ်ဘက်မှပုံမှုတအုံမောင်းလာတဲ့ကားကိုမှန်ချခိုင်းရမှာစကားများကြပြီးပုံမှုကငါအကြောင်းသိစေရမယ်လို့ချိန်ချပြီးရဲ့နောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းပြောဆိုမှုတွေရှိပါတယ်။ပြူစောတိဖွဲ့မှနှုတ်ထွက်သွားသူများမှာဇေယဟင်းဆိုသူကပြ ူစော်တင်က၎င်းတို့ကစင်ပြစ်မွေများဖြစ်ပြီးပြည်သူစစ်ကောင်းဆောင်တအုပ်ကိုဖမ်းဆီးအရေးယူခြင်းမှာမွေကောင်းကိုဖျက်လိုက်တယ်လို့ခန္ဓာကိုယ်အမိမပဲသွားမှန်းမသိဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကမွေချင်းတူပေမဲ့စင်ပြစ်မွေများတာဖြစ်ပြီးအမိမလည်းကောင်းပါကြောင့်သိစေချင်ပါတယ်လို့လူမှုကွန်ရက်မှာရှင်းတာထားပါတယ်။ အဲ့ဒီနောက်ဇီယာဟင်းဆိုသူပါဝင်16ဦးမှမိထီလာမျိုးဌာနပြည်သူ့စစ်ဘွဲမှနှုတ်ထွက်ကြောင်းအသိပေးရပါတယ်လို့မျှဝေထားပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ကရင်ကဖြစ်ချလိုက်တဲ့စစ်ကောင်စီ MISMD ရဟယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကများတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယကြားထဲထဲဝင်ဝင်ပတ်သက်မှုကိုမီးမောင်းထုတ်ပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော်ကရင်ကနေမေလ20ရက်နေ့ကဖြစ်လိုက်တဲ့စစ်ကောင်စီရဲ့ရဟယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကတွေတက်ဆင်ထားတာကိုတွေ့ရကြောင်းလက်နက်သုံးသပ်ချက်တွေအစဉ်တစိုက်ရေးသားနေတဲ့ Technical Reporter 2.0 ီလိုကနေတုံ့သက်ဖော်ပြပါရယ်။ KYI နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမျိုးနယ်မှာပြစ်ကျခဲ့တဲ့လေတန် MISMT ရဟတ်ရင်မှာအိန္ဒိယကုမ္ပဏီ MKU ထုတ်ကြေကြပြီးထပ်ဖို့တက်ဆင်ထားတယ်လို့ရဟတ်ရင်ကရရှိထားတဲ့ဒစိမ့်အမှတ်သားတွေကတက်တည်ခံနေရလို့ဆိုပါရယ်။တိုက်ခိုက်ရင်လက်နက်တော်မဟုတ်ဘူးပေါ့ရုရှားကဝယ်တဲ့ရဟတ်ရင်မှာအတွင်ကန်အတွက်အိန္ဒိယကုမ္ပဏီထုတ်ကြေကြပြီးထပ်ဖို့တက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ဆိုပါရယ်။အိန္ဒိယကုမ္ပဏီ MKU က ကပရိုနာမည်နဲ့ကြီးက Plastic Protection Solution တွေထုတ်လုပ်ပြီး Night Vision လိုမျိုးပစ္စည်းတွေကိုလည်း Natro ဆိုတဲ့နာမည်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ Cavro ကစစ်တီအုပ်ထုပ်ကြီးကပြားရီကစားလို့ကြီးရည်လေးစစ်သုံးရည်မျိုးစုံအတွက် Armor Placed Plastic Protection Solution တွေအထူးထုတ်လုပ်ကကုမ္ပဏီရဲ့ website မှာလည်း UA60 Black Work CH47 Chinook MISMD MI အပါအဝင်ရဟတ်ယာဉ်အမျိုးမျိုးအတွက် Plastic Protection Solutions Armor Plus တွင်ရှိနိုင်ကြောင်းဖော်ပြပါရယ်ပြကြသွားတဲ့ရဟတ်ယာဉ်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ထုတ်လုပ်တဲ့နှစ်ကအခု2025ခုနှစ်ဖေဖော်ဝါရီလကစလို့ရှိသားထားတာကြောင့်ပြကြသွားတဲ့ MISMD မှာအဲ့ဒီပစ္စည်းတွေတက်ဆင်ထားတာကမကြသေးဘူးလို့သိရပါရယ် Technical Reporter 2.0ကစစ်ကောင်စီနဲ့အိန္ဒိယ Defense interest တွေကြားထဲထဲဝင်ဝင်ပတ်သက်နေရဲဆိုတာကိုထပ်မံမိမြောင်းထိုးပြတဲ့ဥပမာတစ်ခုလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အိန္ဒိယအစိုးရကတရုတ်နီးတူမြန်မာနိုင်ငံကြီးမှာတိတိတသာဝင်ရောက်ဆက်ဖက်နေတာကိုလည်းတစတာစနဲ့တွေ့မြင်နေရပါတယ်။မေလ၁၄ရက်နေ့မှာလည်းတမူပကဖအဖွဲ့မှတော်လိုင်းရေပေါ်ဆယ်ဦးကိုလည်းအိန္ဒိယနေသားဆောင်တပ်တွေကနေဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးအလောင်းပြန်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရကအိန္ဒိယနေနဲ့စုံစမ်းစစ်ဆေးအရင်းယူပေးဖို့တောင်းဆိုထားပါတယ်။ကြာရှုံးရေပေါ်ရဲ့အလောင်းတွေပြန်လည်တောင်းခွရာမှာလည်း ပကဖားရဲဘော်ရီအိန္ဒိယနယ်နိမိတ်တွင်ဝင်ရောက်ကစတင်တိုက်ခိုက်တာကြောင့်နေနှင်းခံရတာဖြစ်သောနိုင်ငံနယ်နိမိတ်ချန်စီယိုခတ်မှုကိုမကန့်ခွက်ဖို့သဘောတူကြောင်းချက်တွေပါတဲ့ခံဝန်ကို NUG ရဲ့မြန်မာဘက်ကတာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးလက်မှတ်ထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ အကာကွယ်ရေးတက္ကသိုလ်မှစတင်ကြနေပြီးမင်းအောင်လိုင်းပင်အပ်တဲ့ဝနကြော်တင်ပွင့်ရအငိမ့်စားပုံမှုချုပ်ချိုးထုံးအောင်ကိုပြစ်ခတ်ရှင်လင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှစတင်ကြနေပြီးမင်းအောင်လိုင်းကပင်အပ်တဲ့ဝနကြော်တင်ပွင့်ရအငိမ့်စားပုံမှုချုပ်ချိုးထုံးအောင်ကိုဒီကနေ့ပြစ်ခတ်ရှင်လင်းလိုက်ကြောင်း Golden Valley Warriors မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ဒီကနေ့မနက်9:30မိနစ်အချိန်ရန်ကုန်တိုင်းမြန်ကုန်မြို့နယ်၅ရပ်ကွက်ရှိနေအိမ်မှာအငိမ့်စားပုံချုပ်ချိုးထုံးအောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။၂၀၂၃ 2019ခုနှစ်မှာမင်းအောင်လိုင်းကိုရိုင်းဝနကြော်တင်ပွဲပင်းရခံရသူဘို့ချုပ်ချိုးထွန်းအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors မြို့ပြပြောက်ကြားရှယ်ပေါ်တွေကပြစ်ခတ်ရှင်းလင်းခဲ့ကြအောင် ဒီကနေ့မနေ့ပိုင်းရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်ရှိ၎င်းရင်နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ GVW မြို့ပြရေပေါ်ရီအားလုံးလုံခြုံရေးဘေးကင်းပါတယ်။ပြစ်မှတ်ကိုအချိန်ယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမစ်ရှင်တစ်ခုအတွက်အချိန်လေးလလောက်ယူလိုက်ရပါတယ်။ကျွန်တော်ရန်သူတောက်တိုင်တွေကိုစနစ်တကျစရင်ပြုစုပြီးထောင်လန်းနေတာလည်းရှိပါတယ်။ဒီကြပြောနိုင်တာကတော့အနက်ပါလျက်ကုံပစီကြီးတပရင်ကိစ္စရီတစ်ခုမှကျွန်တော်တို့မမေ့ဘူး။တရားမျှတမှုကိုမရရတဲ့နည်းနဲ့ပြန်ယူမယ်စောင့်နေပါဒါပဲပြောချင် ါတယ်လို့ဆိုပါတယ်ဘူဇုတ်ချိုးထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College NDC မှာ Internet Security and counter terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရေးနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရေးနှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရပါတယ်။စစ်ရရှိကြီးများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC ကစစ်တပ်ဗိုလ်မှူးကြီးအဆင့်မှာစတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အဆင့်မြင့်စစ်တနန်းကြောင်းတစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကကာလအတော်ကြာအချက်လက်စူးစမ်းဆုံဆန်းထောက်လှမ်းအတည်ပြုခဲ့ပြီးရနောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီဗိုလ်ချုပ်ဒီ NDC မှာစတင်တယ်လို့ဖရဲတီသတင်းစာရကလေးကကျွန်တော်တို့ဇက်တိုင်းစုံစမ်းထောက်လန်းနေကြတာအဲ့ဒီနောက်တိလာတာတော်တော်များများရှိရဲသူကမင်းအောင်လိုင်းရဲ့ဂုံတူးဆောင်တစ်စိမ့်ရထားတာကိုမိတ်ဆုံစားပွဲရီနဲ့အပတ်စဉ်ကောက်ရိုက်ကွင်းစကားဝိုင်းနေမှာအမြဲဂုံယူကြွားမှာပြောဆိုလို့ရှိရဲပြည်သူစစ်မှုရန်ဆင့်ခေါ်တဲ့ကိစ္စမှာတိုင်းရိုက်ကင်တွေပါဝင်နာမျိုးမတွေ့ရပါဘူးမြေစစ်မှုတောင်ဖွဲ့အနေနဲ့သူ့ပါဝင်အငင်းစားစစ်တပ်မှုတွေစုပြီးအကြံပေးနေတာရှိတယ်။ တချို့သတင်းအချက်အလက်တွေကသတင်းပီးရဲ့လုံခြုံရေးရကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါသေးတယ်။စကားဆရဲ့ထောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရသူတွေတောင်ကျွန်တော်တို့လက်ကပြေးမလွတ်ဘူးကြံတဲ့စကားဆထောက်တိုင်တွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရှိဖို့ပြင်ဆင်ထားကြပါလို့ပြောကြတယ်လို့ Golden Valley Warriors မြို့ပြပျောက်ကြားရဲဘော်ကဆက်လက်ပြောဆိုပါတယ်။စစ်တပ်မှဗိုလ်မှူးချုပ်ဗိုလ်ချုပ်ရာထူးနဲ့အငိမ့်စားယူခဲ့တော့လေလက်ရှိအကြမ်းဖက်စစ်တပ်ရဲ့နေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချနေသူတွေကိုလည်းစီရင်ပြတ်မှတ်ဖြစ်တတ်မှတ်တုတ်တင်ခဲ့တာဖြစ်ကြောင်းဗိုလ်ချုပ်ချုပ်ထုံးအောင်က Brunei နဲ့ ဲ့ကမ္ဘောဒီးယားနိုင်ငံတန်မတ်ဖြစ်ပါဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်ရောက်ချိန်မှာစတင်ပြီးနေပြည်တော်နိုင်ငံတော်ကာကွယ်တပ်ကတော့ NDC အကြမ်းဖက်စစ်တပ်ရရှိတွေကိုဇက်တိုင်းတင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လိုင်ရဲ့အားထားရတဲ့သူတွေထဲမှာအငိမ့်စားပို့ချုပ်ချူထောင်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့မှာမင်္ဂလာလုံးလေးတဲ့စကံမှာစစ်တပ်သိမ်းကိုပို့ဆောင်ရင်းလင်း MAF003 အထူးလေရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူတွေကိုနေပြည်တော်စီးပြခန္ဓာတက်ဖို့မင်းအောင်လိုင်ကစီစဉ်ပေးထားခဲ့ကြောင်း အဆိုပါလင်းရင်ပေါ်မှာအင်းနေဝင်းတို့မိသားစုအပါအဝင်ပိုကျုပ်ချုပ်ထုံးအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။2025တက်မရိုနီစီးပြပွဲခန်းနာပြီးမလ28ရက်နေပြည်တော်မှရန်ကုန်အပြန်လမ်းကြောင်းအတွက်စစ်တပ်သိမ်းယူပို့ဆောင်ရေးလေယာဉ် MEF 00 11အထူးလေယာဉ်နဲ့ပိုကျုပ်ချုပ်ထုံးအောင်ပြန်လာခဲ့ကြောင်းသိရပါတယ်။ မင်းအောင်လိုင်းက၎င်းအာကိုဝရဲစစ်ဗိုလ်ချုပ်ဟောင်းလူရဲ့အကြံဉာဏ်ကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေကြောင်းအဆိုပါဖွင့်ရတိုင်းစင်ကောင်းဆောင်များမှာဗိုလ်ချုပ်ချုပ်ထုံးအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်းက2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဗိုလ်ချုပ်ချုပ်ထုံးအောင်ကိုသူကိုယ်တိုင်ဝန်ထမ်းကျော်တင်ပွဲတစိပ်ပြည့်ရခဲ့ပြီးရွှေချင်း၅ချက်သားကိုပါကွန်ပျူစုအဖြစ်တပါးရင်းပြည့်ရခဲ့ပါတယ်။ Golden Valerie Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစားတောက်တိုင်များကိုစင်စက်မပြတ်သတင်းထောက်လန်းလျက်ရှိကြောင်းဒါအပြင်အကြမ်းဖက်လေတပ်လင်းရင်မှုများရဲ့အချက်လက်များကိုလည်းသတင်းစုဆောင်းလျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်သတင်းတွေရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့တံပြဖို့ဖို့တောင်းဆိုထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့မန္တလေးရှိစာသင်ကျောင်းပေါ်လုံးကွင်းနဲ့ဘုံကြီးကျောင်းဓမ္မယုံမှာခုလုံနေတဲ့ငလင်ပေးတင်ဒုက္ခသည်များအခုမီလာကုံအပြီးဖယ်ရှားဖို့စစ်ကောင်စီကအမိန်ထုတ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးရှိစာသင်ကျောင်းပေါ်လုံးကွင်းနဲ့ဘုံကြီးကျောင်းဓမ္မယုံတွေမှာခုလုံနေတဲ့ င်းငလင်းပေးတင်ဒုက္ခသည်များအနေနဲ့အခုမေလကုန်ပြီးဖယ်ရှားဖို့စစ်ကောင်စီကအမိန့်ထုတ်လာကြောင်းငလင်းပေးတင်ပြည်သူများကသတင်းဌာနကိုပြောပါရယ်မန္တလေးချမ်းကြီးတာဆန်မြို့နယ်နဲ့အောင်မြီတာဆန်မြို့နယ်အတွင်းရှိစတင်ကြောင်းပေါ်လုံးကွင်းနဲ့ဓမာယုံဖုန်ကြီးကျောင်းများမှခုံလုံးနေတဲ့ငလင်းပေးတင်ဒုက္ခသည်များအနေနဲ့အခြားတဲ့တော်ရနေရာတွေကိုမိမိအစီအစဉ်နဲ့ရွှေ့ပြောင်းရမှာဖြစ်ကြောင်းတကယ်လို့မိမိအစီအစဉ်နဲ့မရွှေ့ပြောင်းနိုင်ရင်တက်ဆိုင်ရာကခြားနာပြီးတဲ့နေရာတွေကိုလိုက်ပါမှာဖြစ်ကြောင်းစစ်ကောင်စီကအမိန့်ထုတ်လာကြောင်းသိရပါရယ်ဇွန်လမှာကျောင်းတွေပြန်ဖွင့်မှာဖို့အစတင်ကျောင်းနဲ့ဖုန်းတော် ော့ကြီးတင်စာတင်ကြောင်းတွေအကုန်ပြန်စမယ်အဲ့ဒါကြောင့်ဖယ်ခိုင်းတာကိုယ့်အစီအစဉ်နဲ့ကိုယ်ရွှေ့ကျင်ရွှေ့မရွှေ့ကျင်သူတို့ရွှေ့ပြီးမယ်ကွင်းအလွတ်နဲ့မြို့ပြင်ဘတ်လဲကွင်းနေစီကိုလိုက်ပို့လို့ရတယ်စာတင်ကြောင်းတွေဘုံကြီးကြောင်းအားကစားကွင်းတွေကတော့မဖြစ်မနေထွက်ပေးရမယ်ဒီလောက်ကုန်ထွက်ခိုင်းတယ်လို့ငလင်ဘေးတင်ပြည်သူတောင်းဦးကဆိုပါတယ်